အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောက်တိုဘာ23ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်အောင်ပါအဓိကကျွန်တော်တို့ဒီတစ်ခါဆွေးနွေးမှာကတော့မြန်မာနိုင်ငံရဲ့ Starlink Internet နဲ့ပတ်သက်ပြီးမှပဲတိုင်ပင်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်အခုကအမေရိကရဲ့ဆွတ်တော်ကွန်ကရစ်တော်မှဒီပြဌာနာကတက်လာကြတယ်ဆိုတော့ Elon ကို Elon Musk ရဲ့စီးပွားရေးကိုပါထိခိုက်လာတယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာ Starlink ရဲ့ ပိတ်ခံမှုနဲ့ပတ်သက်ပြီးမှကျွန်တော်အသေးစိတ်လေးဆွေးနွေးမယ်။ဒါလေးတွေမဆွေးနွေးခင်မှာမြန်မာနိုင်ငံမှာဖြစ်ပုံတွေကိုတသင့်ပြီးတသင့်ဆွေးနွေးကြရအောင်။စီကောင်စီဖက်ကဘာပြောလဲ။တော်လှန်ရေးဖက်ကဘာပြောလဲ။ပြည်သူလူထုကဘာပြောလဲ။စသဖြင့်ကျွန်တော်တို့ step by step နော်။အခြေခံ one by one လေးနဲ့ကျွန်တော် step by step နဲ့ရှင်းပြသွားမှာဖြစ်ပါတယ်ပေါ့။ဆိုကြည့်ရှိသူအနေနဲ့သဘောကျတယ်ဆိုရင်လေနော် share ချင်အဖြစ် subscribe လုပ်ပေးချင်အဖြစ်အားပေးလို့ရပါတယ်။ ကျွန်တော်တို့အားလုံးဘာမှမဆွေးနွေးခင်လေးမှာကျွန်တော်ဒီကိစ္စလေးကို short to the point အချူချောင်းလေးရှင်းပြပြအစစ်ပေါ်တော့ဆိုတော့မြန်မာနိုင်ငံမှာရှိနေတဲ့ Starlink internet ဝန်ဆောင်မှုကသူ့ရဲ့မိခင် company က SpaceX ဖြစ်နေတယ်။ SpaceX ဆိုတာက Elon Musk ကပိုင်ဆိုင်ထားတဲ့ company တစ်ခုပါပေါ့နော်။အခုအထူးသဖြင့်ဒီ Starlink ကမြန်မာနိုင်ငံမှာရှိနေတဲ့ကြားဖြတ်ငွေလင်ကိုင်းတွေက ဲ့ဒီ starting ကိုတုံးနေတယ်တဲ့နော်အဲ့မှာအခု starting အလုံး2000နဲ့900ကျော်ကို Elon က starting ရဲ့ SpaceX starting လုပ်ငန်းဌာနမှာပိတ်ပလိုက်တယ်တဲ့အခုအခုမြန်မာနိုင်ငံမှာပေါ့နော် starting အလုံး2000နဲ့900ကျော်ကို SpaceX ကပိတ်ပလိုက်တာတဲ့ that short to the point so ba chong america ba chong elon musk ka elon musk company space x ka myanmar nge ma shi ni de starling တချို့တွေကိုပိတ်ထားလဲပေါ့ဆိုတော့တကယ်ပိတ်တော့မှလာမတိသေးဘူးဒါပေမဲ့အခုတော့အလုံး2500ကျော်ပိတ်တယ်ပေါ့ခုန2500ပြောတာ2500 2500ကျော်ဖြစ်နေတယ်2500ကျော်ပဲပိတ်နေတယ်အကုန်လုံးတော့ပိတ်မှာမဟုတ်ဘူး2500ကျော်အခုလို့လို့စေပိတ်နေတယ် SpaceX က ဘာကြောင့် SpaceX က Elon Musk ကအလုံးပြတ်တက်ကဂျင်းနေတဲ့လူတယောက် Elon Musk မနာမည်ထည့်ပြီးပြောရအောင်ပေါ့နော် Elon Musk ကဘာကြောင့်မြန်မာနိုင်ငံမှာ Starlink ကိုပိတ်တာလဲဆိုတော့ America ရဲ့လွှတ်တော်ကမြန်မာနိုင်ငံကငွေလင်ကိုင်းတွေနဲ့ငွေလင်ကိုင်းသမားတွေက Starlink တွေကိုတုံးနေတယ်ဒါကိုစုံစမ်းပေးပါအဆိုမှစုံစမ်းနေချိန်မှာအခုလိုမျိုး Elon ကို pressure ပေးတာပေါ့ဗျာ အတနည်းအားပြောရမယ်ဆိုအမေရိကန်လွှတ်တော်က pressure ပေးလာတယ်အခါကျတော့ပေးပလိုက်တာအီလွန်ကအခုအမေရိကန်လွှတ်တော်ကလေမြန်မာနိုင်ငံမှာရှိနေတဲ့ Starlink နဲ့ငွေလင်ကိုင်းသမားတွေနဲ့ပတ်သက်ပြီးမှအဆုံဆန်းစစ်ဆေးနေကြတယ်ဆိုမှပြောနေကြတယ်မြန်မာနိုင်ငံမှာကြားဖြတ်လုပ်ငန်းတွေက Thai မြန်မာနေဆက်ပေါ့နော်ဒီစစ်တပ်လက်အောက်ခံကရင်ကရင်နေချားဆောင်တဲ့ BGF ထိ ंछ ောက်ထားတဲ့နေရာတွေမှာအများစုလုတ်ကိုင်းနေတာဒါကတော့ ်ငင်းလို့မရဘူးတချို့လူတွေက BGF ကပါကိုယ်တိုင်ကပဲအဲ့ဒီ scam center ကြီးကို control လုပ်ထားတာအထင်ချုပ်လုပ်ထားတာလို့ပြောနေကြတယ်ဆိုတော့ BGF ကဒီအပြစ်နဲ့လုံးဝမကစ်လွန်းဘူးပေါ့နော်ဘာဖြစ်လို့ဆို BGF BGF ရဲ့အထင်ချုပ်မှုအောက်မှာပဲဒီငွေလင်ခိုင်းသမားတွေကတရှိခဲ့တာကိုဆိုတော့အဲ့ဒီ Thai နဲ့မြန်မာနေဆက်မှာနာမည်ဆူးနဲ့ကြိုကြားနေတဲ့ online ငွေလင်ခိုင်းခေါင်းဆောင်ချပ်ဖြတ် လုပ်ငန်းတွေကိုအဲ့ဒီသူသူတို့ကဒီ styling ကိုပဲတုံးနေတယ်တုံးနေတဲ့ခါကျတော့နောက်ပိုင်းမှာလို့ဆို time pack က internet ကိုဖျက်ပလိုက်တာ internet ကိုဖျက်ပြီးနောက်ပိုင်းမှာပဲဒီငွေလင်ကိုင်းတွေက styling ကိုပြောင်းပြီးတုံးလာတာဘာဖြစ်လို့လဲဆိုဒါက thai image ကိုလည်းထိရောက်သွားတာလေတော့ thai ရဲ့ကုန်သိက္ခာကိုလည်းကြာစင်းစေတယ်မြန်မာပြည်သားမဟုတ်ဘူးနော်မြန်မာပြည်ကုန်သိက္ခာလည်းကြာတယ်ဆိုတော့ thai ကဒီ မွေးစေဝကိုင်းလို့ရှောင်မှုကြီးကိုအဆုံးသတ်ဆဲချင်တယ်ဆိုတော့ tag up လို့လုပ်လဲဆိုတော့ဒီမွေးစေဝကိုင်းစတောင်းကြီးကိုကျွန်တော်အဆုံးသတ်မယ်ဆိုတော့ internet ကိုဖျက်ပလိုက်မှသူတို့ရဲ့အလုပ်ကိုဖျက်ယုံမယ်ဆိုမှ time pack က internet ကိုဖျက်ပလိုက်ပဲဖျက်ပလိုက်တာအဲ့ခါကျတော့ time နေဆက်မှာ time pack ကလာတဲ့ internet ကိုမတုံးနိုင်တော့ဘူးအဲ့တော့ဒီငွေလင်ကိုင်းစတောင်းကြီးက starling ကိုပြောင်းသုံးပလိုက်တာဆိုတော့သူတို့ရဲ့လုပ်ငန်းကဆက်လက်ပြီးရည်တည်နေစေဖြစ်နေတယ် စတားလင်ကိုတုံးတဲ့ခါကျတော့မနေ့တနေ့ကစစ်ကောင်စီကအဲ့ဒီစတားလင်ကိုဝန်ဖန်နေတယ်ဒါကိုလည်းတော့အမှတ်ပြုံးမယ်ပေါ့နော်ဝန်ဖန်နေတယ်ဖန်ပြီးတော့ပိုင်းမှာပဲအမေရိကလွှတ်တော်ကဒီစတားလင်ကဘလူးလော့ပြီးမြန်မာပြည်ကငွေလင်းဂိုင်းတွင်ကတုံးတာလဲဆိုမှအဆုံးစမ်းဆင်းနေတယ်အဲ့ဒါနဲ့အီလွန်ကူတိုင်းပေါ့နော်အီလွန်ကူတိုင်းကလည်းကြားလာတယ်နော်အီလွန်ဥက္ကဋ္ဌကူတိုင်းအီလွန်ရဲ့အဖွဲ့သမားကူတိုင်းကလည်းကြားလာတယ် SpaceX ကလည်းကြားလာတယ်ဆိုတော့ SpaceX ကချက်ပလိုက်တာပေါ့နော် ော့တစ်ဖက်မှာစစ်အာဏာတစ်ဖက်မှာခက်တာတစ်ခုကစစ်အာဏာရှင်ကိုတော်လှန်နေတဲ့တော်လှန်ရေးတပ်တွေကသူတို့ဆက်သွယ်ရေးအတွက်ကလည်းဒီအင်တာနက်ကိုပဲမြို့ခုနေကြတာဆိုတော့ဒီကိန်းစားတွေအတွက်ဒီအွန်လိုင်းကလူလူလိန်သမားတွေအတွက်ကျွန်တော်တို့ရေမြန်မာနိုင်ငံတော်လှန်ရေးကိုပါတော်ထီနေတာအဲ့ဒါပြဿနာဖြစ်နေတာဒီစတလင်တွေကိုပိတ်နေမယ်ဆိုတော့တော်လှန်ရေးသမားတွေအတွက်ကလည်းဒီဥစ္စာကိုဒုက္ခရောက်နိုင်ချေရှိတယ်တော်လှန်ရေးသမားတွေကလည်းတုံးနိုင်မှာမဟုတ်တော့ဘူး ဒီတော်လှန်ရေးတမားတွေကလည်းသူတို့ရဲ့စစ်တွေရဲ့အတွက်ဒီစတားလင်ကိုပဲမိခုမိမိခုထားတာကွာကျွန်တော်အချင်းချင်းပြောတယ်မဟုတ်လားအခုမြန်မာပြည်မှာငွေလင်ကိုင်းတွေလုတ်နေတဲ့လူတွေကဘယ်သူလဲတရုတ်ပဲလုတ်တာနော်တရုတ်ကမြန်မာတွေကိုအတကုံဖျက်ဆီးတာနော်အချိန်ပေါင်းများဆိုကျွန်တော်ပြောပြခဲ့တာဒါတွေကိုကျွန်တော်တို့အားလုံးနှုတ်ထကြတော့တရုတ်ကိုဆန့်ကျင်ကြတော့တရုတ်ကိုကောင်းကောင်းလေး speak out လုပ်ကြဆန့်ကျင်ကြပါတရုတ်ကပဲမြန်မာနိုင်ငံကိုအကုန်လုံးဖျက်ဆီးခဲ့တာဆိုတော့အခုနေဆက် အခြေဆိုင်တော်လှန်ရေးတမားတွေကလည်း Starling တွေကိုတုံးလို့မရတော့ဘူးတဲ့ခုရဲ့ပိုင်းမှာတော်လှန်ရေးတွေလည်းထိရောက်လာတယ်ပေါ့ကဲဒါဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုတစ်ချက်လောက်ပြမယ်ညပြည်နောက်ပိုင်းမှာပဲကျွန်တော်တို့ channel ဥစ္စာဆွေးနွေးကြည့်တာပေါ့နော် the military has raided a notorious scam compound near the Thai border, seizing dozens of Starlink satellite internet devices, according to state media there. Authorities say they found more than 2,000 workers at the site, many reportedly. Oh, come on, the Maro. 2,000 workers, Twitchare, the Alotama, the Tonto Twitchare, Bangero Pionera, Bono. Damn it, now, the Kabat Media, or you so not, Tom Bima, General Yamanaya, yeah. In terms of human trafficking, scam centers in the area had recently installed Starlink receivers after Thailand cut off their internet. and ah mm. thailand ga internet ဖြတ်ပြီးနောက်ပိုင်းမှာပဲသူတို့ရဲ့ center မှာ starling ကိုပြန်သုံးလာတယ် now let's bring in tommy walker he's a journalist based in bangkok tommy what's the latest on these raids Yes, yeah, so we heard of this raid earlier this week where uh, the Myanmar military, in the middle of you know what has been a four year conflict with opposition uh, groups, has raided this uh, scam center on the border uh, between Myanmar and Thailand um, and has arrested you know around 2,000 people. Um, you know, these scam centers have been a big problem um, in Myanmar, certainly since the military coup in 2021. So 2021 kan sabi di online la အထူးသဖြင့်ကျွန်တော်တို့မြန်မာပြည်ပခဖြစ်ပြည်တော်ပိုင်းမှာပေါ့ဗျာအထူးသဖြင့်အဲ့ဒီ BGF တွေကြောင့်နိုင်ငံတကာကလည်း BGF တွေကိုပါလဲဒီလက်နက်ကင်တော်လှန်ရေးတမားလို့ထင်နေကြခဲ့တာပေါ့တာခက်တာအဲ့ဒါတော်တော်လေးကိုခက်တယ်ခက်တာပေါ့နော်စတာနဲ့စပြီးပြည်နာကဖြစ်လာတယ်ဆိုမှနိုင်ငံတကာဒရင်တွေကတော့ဖော်ပြထားပါတယ် Um, and that just you know just signifies the issues within the country. Um, so that's what's happened right now. It just remains to be seen about what happens next. There are more scam centres along the border. Um, many would say this is the tip of the iceberg. Scam, scamming centres and activities have been a major problem in Myanmar and Southeast Asia in recent years. But you know, with the Myanmar military, I could aku teroye kebaga tini rakesa karo nene cincin lau <laughs> bersih. Am aji jadi. နော်ရေခေတော်မှာရေခေတလုံးလောက်ပဲရှိတယ်အဖရေရေခေတလုံးကောက်လောက်ကောက်တယ်လို့ပဲရှိတယ်အများကြီးကြံသေးတယ်ဆောက်အရှာမှာဆိုကျွန်တော်မြန်မာနိုင်ငံကပူဆိုးတယ်နာမည်ဆိုးဆုံးအခုကမ္ဘောဒီးယားကလည်းနာမည်ဆိုးလာတယ်ကမ္ဘောဒီးယားဖြစ်မှာလည်းပြောင်းရွှေ့ကြတယ်ဆိုတော့လေ grading this compound it's one of the few positive things the west at least would say that me and my military has done in recent years အဲသူ journalist မှာပြောဆိုရအောင်ဆိုတော့အခုကအစ်ကောင်စီကသွားပြီးမှ ဒီအာ online ငွေလင်းတဲ့အင်ဂျီကိုဖမ်းပြတာပေါ့နော်အဲ့ဒါအခုနိုင်ငံတကာမှာမျက်နှာတာရအောင်ပေါ့အခုဒီ journalist တမားကလည်းပြောလာတယ်ဒါကစစ်ကောင်စီရဲ့လှုပ်သမျှတွေမှာအခုသူတို့လိုရဲ့ကအကောင်းဆုံးဖြစ်အနောက်နိုင်ငံတွေကတွေ့မိလာတယ်ဆိုမပြောလာတယ်စဉ်းစားကြည့်အနောက်နိုင်ငံတွေကဟာဒါစစ်ကောင်စီလိုရဲ့ကကောင်းတာပဲအဲ့နောက်နိုင်ငံရဲ့ brainwash စစ်ကောင်စီကလည်းလင်းလင်းမှာပါနေတယ်နော် Now, what steps, if any, are being taken to support or repatriate the people who are trapped in these centers? It really depends on the nationality of the individuals in these scam centers. I mean, for example, we've seen in recent years a lot of Chinese nationals being trapped and lured into working these scam centers. They've been immediately, you know, repatriated to China um, but it really depends on, on the country. We've seen this year, at the beginning of this year, there was countries in Africa where, you know, these countries didn't particularly have consulates mm. or embassies in Myanmar. So the process to get them out of the country is a lot long wind, is, is more long-winded mm. and more complicated. So it really depends on, on the nationality who've been captured uh, in this particular raid. let's talk about these networks behind these scam compounds. Who are they? most of these scam companies in Southeast Asia are run by you know Chinese criminal groups. And as I mentioned, me Myanmar.